မင်္ဂလာပါရှင်လေးပြိချမ်းမြာမမောမှာပြည်ဦးနေမျိုးမှာပေကြကြလေးနေခြင်းနဲ့စကန်ဟုံးလေးလိုခြင်းနဲ့ဆိုရတဲ့သူတွေအတွက်အခုအိမ်တက်လေးတခုထပ်မံထွက်ပေါ်လာတဲ့မမောအဲ့အင်္ဂလိပ်နဲ့မိတ်ဆက်ပေးကြပါတယ်ခြံကလေးသိလားမျက်နှာစာ80ရှိတယ်အနောက်က83ပေကျရှိတယ်80 83အကျပေါ်မှာတိဆောက်ထားရတယ်အခုမြင်နေရတဲ့အိမ်အခုနောက်ပိုင်းကတစ်ထပ်အင်္ဂလိပ်တွေကိုတော်တော်များများလိုခြင်းကြရပါတော့အဲ့တော့အဲ့အင်္ဂလိပ်ကိုမမောက vlog လေးရိုက်ပေးကြပါတယ်ဩဈေးနှုန်းလေးက3000ချရန်ညှိနိုင်နောက်ပြီးတော့ အရှိလက်ဖြစ်တယ်ဆိုတာအရန်အားသာချက်ရှိရပါတော့ဒါဆိုလို့ရှိရင်ကိုစိတ်ကြိုက် landscape တွေလုပ်လို့ရမယ်အနီးနားမှာလူနေအိမ်ကြီးပတ်ဝန်းကျင်တွေပြေဝရှိတယ်လက်ရှိလူနေနေရဲ့အိမ်တွေရှိပြီးတော့မှပွဲကောက်ရဲ့ရွာမြေစင်းထဲမှာပါတဲ့အိမ်လေးဖြစ်ပါတယ်ရှင်ဒါလေးကတော့ဒါ landscape လေးပေါ့နော်အဲ့တော့ဒီမှာကားထားမယ်ဆိုရင်တစ်စီးနှစ်စီးသုံးစီးကား၃လေးစီးကအသာလေးရနာနိုင်တယ်ဒီမှာကားစီးပိုလေးပါတယ် ဒါဆိုလို့ရှိရင်ရှေ့မှာကိုယ်စိတ်ကြိုက်ပင်လေးတွေ landscape လေးတွေထပ်ဆိုင်လို့ရတဲ့နေရာလေးပါသေးရဲ့ဆိုတော့စိတ်ကြိုက်ပြင်လို့ရတယ်ပေါ့နော်အဲဒါလေးကတော့ကာစီဘိုလေးဖြစ်ပါတယ်ဒီကာစီဘိုလေးဆိုရင်ရန်ကိုမိုက်တယ်မမို့လို့ဆိုရင်ညနေဒီနေရာမှာကော်ဖီတောက်ပါညာလုံးမိမှာအမှန်ပဲ တက်ဝင်လာလိုက်တာပါအဲလေးတဲ့ဝင်ဝင်ချင်းမှာဆိုလို့ရှိရင်မမွန်တော့ living room ကိုမြင်ရမှာပေါ့နော်အဲ main door တကားပေါက်တရားစာအကျယ်ကြီးထားလာပေးတယ်လေဝင်လေထွက်ကောင်းအောင်လို့ဆိုပြီးတော့မှတကယ်ရွက်တရားစာပေါ့နော်အကုန် aluminum မှန်ထူသားတွေနဲ့တုံးပေးထားတဲ့အဲ့လေးဖြစ်ပါတယ်လေဝင်လေထွက်ကောင်းတယ်အလင်းရောင်ရရှိမှုအားကောင်းတယ်ဒါမျက်နှာစက်လုတ်ပေးထားရလေမီဇန်လေးအားစရန်ချဖို့ကောင်းတယ်ဒီနေရာလေးကတော့ဒါဖျားစင်ထားလို့ရအောင်လို့ဆိုပြီးတော့မှ spacing လေးတည်တန့်လေးပါတယ်ဒီမှာဒါခရီးကန်းနေရာလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်လေ ဖះဆင်တော့ဒါမီးလေးတွေကဇာတိထားလေးလုတ်ပြန်ထားတယ်။ဒါလေးကတော့ဖះဆင်ထားလို့ရမယ်။ဖះចောင်းဆောင်ထားလို့ရမယ်နေရာလေးပေါ့နော်။အဲ့တော့ဒီအိမ်ထဲမှာဆိုလို့ရှိရင်မာစာဘရွန်နှခမ်းပါပြီးတော့မှစင်ကယ်တခမ်းပါတယ်။ဒါလေးကတော့မာစာဘရွန်ဖြစ်ပါတယ်ရှင်။မာစာဘရွန်ခန့်အေရီယာဆိုလဲကျယ်ကြီးပဲပေါ့နော်။ဒါအနောက်မှာဆိုလို့ရှိရင်ဒီမှာလက်ရှိလူနေအိမ်တွေထပ်မံဆောက်လုပ်နေတာဖြစ်ပါတယ်။အဲအဲ့တော့ဒါမာစာဘရွန်ကနေဝင်လာလိုက်မယ်ဆိုလို့ရှိရင် မဆောင်ဘတ်ရေချိုးကန်းအိမ်လာလဲကျဲပဲသိလားဒါမဆောင်ဘတ်ရေချိုးကန်းအိမ်လာသူဆိုလို့ရှိရင်လည်းတော်တော်လေးကျဲတယ်ပေါ့နော်အဲ့တော့အိမ်ထားတစ်ခန်းမှာထားရှိတဲ့အရာတွေအကုန်လုံးပါတယ် နီနာဆိုလည်းအခုလက်ရှိအင်္ဂလိပ်တွေဆက်ပြီးစောင့်နေရပါတော့မမော်ရေသူများစောင့်ပြီးသားတော့မလို့ချင်းဘူးကျမတို့ကကိုပါတာကိုစောင့်ချင်ပါတယ်မြေကျဲလေးတွေရှိလားဈေးနှုန်းလေးတွေပြပြပေးပါဆိုတဲ့သူတွေအတွက်ဒီထဲမှာဆိုလို့ရှိရင်60တရာကို3400ညိနိုင် နောက်ပြီးတော့60ပတ်လဲဆိုလို့ရှိရင်3800ညိနိုင်လေးတွေထပ်ရှိပါအောင်မယ်အဲဆိုရင်ကိုကိုယ်တိုင်စိတ်ကြိုက်အာခီဒီဇိုင်းရေးဆွဲပြီးမှစောင့်လို့ရရပါတော့အဲဆိုလို့ရှိရင်မာဆာဘတ်တော်နဲ့ကထွက်လာတာမာဆာဘတ်တော်နဲ့ကထွက်လာမယ်ဆိုလို့ရှိရင် ဒီဘက်မှာအခန်းနှခန်းပါတယ်ဒါလေးကတော့ master bedroom ဖြစ်ပြီးတော့မှာဒါလေးကတော့ single ခန်းလေးဖြစ်ပါတယ်ရှင်အာဒါဆိုလို့ရှင်ရှစ်နေနေဆောင်နှက်မြင်နေရမယ်အရန်လဲနှားတဲ့နေရာလေးပေါ့နော်ပြီးတော့မှဆိုလို့ရှင်လဲအကရင်လုံးထားပြီးတော့မှဝက်စားရပါညာထားမယ်ဆိုရင်ထားလို့ရတဲ့အခြေဝန်ရှိတယ်ဒါလေးက master bedroom ရဲ့ရေချိုကအင်နာလေးဖြစ်ပါတယ် master bedroom ရဲ့ရေချိုကအင်နာဆိုလို့ရှင်လဲကျဲတယ်ပေါ့နော်အိဆော့ဖန်နေရစပါတယ်အမ်ပြီးတော့ ပေးတာအပိုတိုင်းလေးနောက်ပြီးတော့ပေးစင်နေရစတရားလေးသုံးပြီးထားရလေးမြင်ရတယ်ဒါလေးကတော့စင်ကယ်ခန်းလေးဖြစ်ပါတယ်ရှင်အဲ့အဲ့အခန်းအခန်းကနေဆက်ပြီးထွက်လာလိုက်မယ်ဆိုရင်ဒါလေးကကစ်ချင်နဲ့ဒိုင်းနင်းနေရာလေးရောက်မယ်။ဒါလေးကတော့ဒိုင်းနင်းအနေနဲ့ထားလာပြီးတော့မှဒီနေရာလေးကကောင်တာဘေးစင်လေးပေါ့နော်။ဒီမှာဆိုလို့ရှိရင်တော့အောက်မှာ gas meter ပေါ်ပိုင်းညာထားလို့ရအောင်လို့ဆိုပေမဲ့နေရာလေးတည်တန့်လေးထားပေးထားတယ်။ ဒီဘက်ချမ်းလေးရကွန်မွန်တိုင်းလက်လေးပြီးတော့အခန်းတိုင်းမှာရေးဖို့ရေးစစ်စံနေရစာအကုန်ထည့်ပေးထားရပါတော့။ဒါလေးရောကွန်မွန်ပတ်တန် WC ဖြစ်ပါတယ်ရှင်။ Exovan နေရစပါတယ်။ကြေပြားရဲဆိုလို့ရှင်လည်းနယံအမြင့်တွေကိုတက်ပေးထားရပါတော့။ဒါလေးကလေကိချန်နန်ဒါနီဘက်ကပြန်ထွက်လာသေးလား။ကိချန်နန်ဒါနီဘက်ကထွက်လာတဲ့နေရာလေးဆိုလို့ရှင်ဒါအပင်လေးစိုက်ထားပြီးရှောင်းလန်းလေးရင်းနဲ့ တကယ်ကိုအရန်လာတယ်အဲ့တော့ဒီအင်္ဂလိပ်ကိုစိတ်ဝင်စားရင်ဒီအင်္ဂလိပ်ရဲ့သိစိတ်ချက်လက်တွေကိုသိရှိလိုခဲ့တယ်ဆိုလို့ရှိရင်မမုံတို့ရဲ့လင်းမြစ်ဖုန်းနံပါတ်39 6960 999 6000ကိုဆက်သွယ်စုံစမ်းနိုင်လို့လင်းမြစ် page မှာလည်းစုံစမ်းနိုင်ပါတယ်မမုံကောက်မှာလည်းစုံစမ်းနိုင်ပါတယ်ရှင်ကြည့်ရှုပေးကြတဲ့အူတယောက်ချင်းစီတိုင်းကိုမမုံကကျေးဇူးတူတင်ရှိပါတယ်ရှင်